ဘရကတ်တွန်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြဆက်ဆံရေးကိုစစ်ကောင်စီကကန့်ကွက်စွာပေးပို့ခဲ့ပြီးအဲ့ဒီကန့်ကွက်စွာကိုဘင်္ဂလားဒေ့ရှ်ဆိုရကပေးချလိုက်တဲ့အတွက်နိုင်ငံတတမန်ဆက်ဆံရေးအခြေအနေတွေဟာအတဲမှဆုံးအခြေအနေကိုရရှိသွားခဲ့ရပြီဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းဌာနတွေမှရေးသားဖို့ပြထားပါတယ်။အဲ့ဒီလိုတင်မမှုတွေရှိလာချိန်မှာပဲဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကလည်းရန်ကုန်မှာရှိနေတဲ့မြန်မာနိုင်ငံဆင်ရဘင်္ဂလားဒေ့ရှ်တန်မတ်ကြီး မွန်နတာဟိုစိန်နဲ့စစ်တမ်းမှုဗိုလ်မှူးချုပ်အဖဂန်ဟိုစိန်တို့ကိုပြန်လည်ခူရလိုက်ပြီဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ29ရက်နေ့မှာတရားဝင်ထုတ်ပြန်ခဲ့တယ်လို့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းဌာနတွေမှာကြေညာဖို့ပြထားပါဗျ။အဲ့ဒီနောက်မှာတော့စစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံကြတဲ့မှန်စစ်ဆန်ရေးဟာအတ္တမဆုံးအခြေအနေကိုရရှိသွားခဲ့ရတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ ဘင်္ဂလားဒေ့ရှ်ဆိုတာအနေနဲ့ကတော့အမျိုးသားကျိုးစီးပွားကိုကွယ်ဖို့အတွက်လိုအပ်တယ်လို့ယူဆရင်သူတို့အနေနဲ့ဘေးအပွင့်စင်းရမဆိုချိန်ဆက်ဆောင်ရွက်တတ်မှာဖြစ်တယ်လို့ပြောဆိုကစစ်ကောင်စီကပေးပို့ခဲ့တဲ့ခန့်ခွက်စာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကပေးရှာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဆက်မှာထိန်းချုပ်ထားတဲ့သူဟာအရကတ်တက်တို့သာဖြစ်တာကြောင့်သူတို့နဲ့ဆက်ဆံရမှာဖြစ်ပြီးတော့ဒါကသာအမှန်တရားဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိကပြီးခဲ့တဲ့မေလ6ရက်နေ့မှာတည်နှောက်တွေကို ပြုစုခဲ့ပါတယ်။အရခတ်တတူအေဟာလက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်နဲ့နင်မေရှင်တိဆက်နေတဲ့မောင်တို့ဘူတီယောင်နဲ့ပလက်ဝအပါဝင်ရခိုင်ကမြို့နယ်စစ်လက်ကူကိုပြည်သက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့လက်ရှိမှာလည်းတိမ်ပိတ်ဖို့ကြံရှိနေတဲ့စစ်တွေကြောက်ကူနဲ့မောင်မျိုးတွေကိုလည်းဆက်လက်ထိုးဆက်ဆက်တက်ခိုက်နေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ် 加加加加了，拜,拜。